မီတာက35သိန်းဆိုဟုတ်လားဗျာမီတာလေမီတာကကြာတယ်တဲ့မီတာဘယ်လောက်လဲလို့မေးရော35သိန်းဆိုတော့အပပပပဟိုမှာကျွန်တော်ဦးလေးတွေလည်းပြောတယ်အေးငါတခါမှလည်းမကြားဘူးကမီတာက35သိန်းဆိုတော့အများဆုံးရှိ10သိန်း15သိန်းအဲ့လိုပြောဟုတ်လားမသိဘူးတကယ်လို့တည့်ရလူမှချင်းရင်ကျွန်တော်ကျေးဇူးပြု၍မီတာက35သိန်းဆိုတော့ဟုတ်လားလို့ကျွန်တော်တည့်ချင်လို့ပါကျေးဇူးပြုကူညီပေးပါနော်ဘယ်သူမှမဟုတ်ဘူးကျွန်တော်အမေအာမီတာတတ်တာမီတာတတ်ဖို့ဆို ော့အရင်တော့ကပြောတော့15သိန်းနဲ့15သိန်းကနေ19သိန်းဆိုကျွန်တော်လွှဲပေးလိုက်တယ်15သိန်းအခု15သိန်းကနေပြီးနောက်ထပ်35သိန်းနဲ့မီတာတက်တာဆိုတော့ကျွန်တော်လည်းဘာပြောမှမသိပြဘူးဒီဘွားတော့ချိန်မိပြီခံအောင်ပါဘောနော်နောက်ဘွားကတော့ဒီမီတာစုရနေကတော့ရည်စက်ဆုံးမှလည်းမဟုတ်တော့သိကြပဲကျွန်တော်တို့မတနာဘူးလားမသိတော့ဗျာကျွန်တော်ထင်တာကျွန်တော်တို့ငန်းထင်နေလားမသိဘူးကျေးဇူးပြုရေကျွန်တော်တို့တစ်ချက်လောက်ပူညီပေးပါ ဘာကူညီတောင်းလဲဆိုတော့မြန်မာနိုင်ငံမှာမီတာက35သိန်းဆိုဟုတ်လားဗျာမီတာလေအိ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 အတွက်မီတာပေါ့နော်35သိန်းဆိုအဲ့လောက်ပေးရတာ35သိန်းဒီလိုတီးတဲ့လူများချင်းကျွန်တော်ကူညီတစ်ချက်လောက်ကူညီပေးပါဘယ်လိုလဲဆိုတော့ဟိုမှာကျွန်တော်ပတ်စံတောင်းနေမီတာကကြတယ်အဲ့ဒါမီတာဘယ်လောက်လဲလို့မေးရော35သိန်းဆိုတော့အပပပပဟိုမှာကျွန်တော်ဦးလေးတွေလည်းပြောတယ်အေးငါတစ်ခါမှလည်းမကြဘူးကွာ မီတာက35တန်းဆိုတော့အများဆုံးရှိ10တန်း15တန်းကအဲ့လိုပြောဟုတ်လားမသိဘူးတကယ်လို့တည့်ရလူမဲ့ချင်းရင်ကျွန်တော်ကျေးဇူးပြု၍မီတာက35တန်းဆိုတော့ဟုတ်လားလို့ကျွန်တော်တည့်ချင်လို့ပါကျေးဇူးပြုကူညီပေးပါနော်ကျွန်တော်မီတာတက်တဲ့အကြောင်းလေးမေးလိုက်တဲ့အချိန်မှာဒီညီလေးကတော့ရေးထားတာပေါ့နော်ကိုကြီးတဲ့မီတာကအဲ့လောက်မကျဘူးကသူကပြောတယ်သူအောက်မှာပြန်ပြီးရယ်ပဲပြန်ထားတာရော ABC မှာလှုပ်ဖူးတယ်ဩလှုပ်ဖူးလို့ပါပေါ့နော်ဟုတ်ကဲ့ခင်ဗျအခုကမီတာတက်တာမီတာတက်ဖို့ဆို အရင်တော့ပြောတော့15သိန်းနဲ့15သိန်းကနေ19သိန်းဆိုကျွန်တော်လွှဲပေးလိုက်တယ်15သိန်းအခု15သိန်းကနေပြီးနောက်ထပ်35သိန်းနဲ့မီတာတက်တယ်ဆိုတော့ကျွန်တော်လည်းဘာပြောမှမသိပြဘူးဘူးမှမဟုတ်ကျွန်တော်အမေကျွန်တော်လို့မတနာဘူးလားမသိတော့ဗျာကျွန်တော်ထင်တာကျွန်တော်လို့မြန်ထင်နေလားမသိစိတ်ညစ်တဲ့ခါတခါအဲကျန်တဲ့လူနဲ့စိတ်ညစ်အမီတာစုစိတ်နဲ့ပဲစိတ်ညစ်နေတာမောတယ် ဒီဘွားတော့ချိန်မိပြီခံအောင်ပါဘောနော်နောက်ဘွားကတော့ဒီမိသားစုအနေနဲ့ကတော့ရည်စက်ဆုံးမလို့မဟုတ်တော့သိကြပဲကျေးဇူးပါညီလေးမိသားစုတိုင်းမှာကိုယ့်ရဲ့အပူပင်တောက်ကနေကိုရှိတတ်ကြပါတယ်မိတ်ဆွေတို့အမျိုးလည်းဘလို့များ recommend ပေးချင်ပါလဲရှင်